ဘဝအမျိုးမျိုးလူအမျိုးမျိုးဆိုပြီးတော့ရှိနေကြတဲ့နေရာမှာကိုယ့်ဘဝနဲ့ကိုယ်တော့ရုံးကန်နေကြရတာကြီးပဲအဲ့တော့သူကပို့ပြီးတော့အဆင် ပြေနေတယ်ကိုကအဆင်မပြေဘူးဘယ်လိုပဲပြောပြောဘဝတစ်ခုရှိရင်တော့ချမ်းသာတယ်ဆိုတဲ့သူမှလည်းချမ်းသာသည်အလျောက်ဝန်တုံးဝန်ပိုးတွေအများကြီးပဲစိတ်ညစ်စရာကိစ္စတွေအများကြီးပဲ။ ြစ္စည်းဥစ္စာဆိုတာနည်းနည်းပိုင်ရင်နည်းနည်းအပူရှိတာပဲ။များများပိုင်တော့များများအပူတိုးတာပေါ့။အဲ့တော့ကိုနားလည်မယ်ဆိုလို့ရှိရင်သူအစဉ်ပြေးခြင်းကိုအစဉ်မပြေးခြင်းတွေတွေးနေတော့မှမဟုတ်ဘူး။ကိုဘဝဘယ်လိုအစဉ်ပြေးအောင်ဆက်လက်လျှောက်လမ်းမလဲ။အကုသိုလ်စိတ်မများပဲနဲ့ကုသိုလ်စိတ်များများနဲ့ဘယ်လိုရှင်းတန်းနိုင်မလဲ။ သာဝနေရေးကိစ္စကိုလုံးပန်းနေရင်းနဲ့ကုသိုလ်မပြတ်တဲ့ဘဝကုသိုလ်အမြဲတွဲပါလာတဲ့ဘဝဖြစ်အောင်ဘယ်လိုနေမလဲဒါကိုပဲစဉ်းစားတာအကောင်းဆုံးပါပဲသူများအကြောင်းစဉ်းစားတယ်ဆိုတာမြင့်တဲ့သူအကြောင်းစဉ်းစားပြန်တော့လဲအားငယ်တတ်တယ်နိုင်တဲ့သူအကြောင်းတွေစဉ်းစားပြန်တော့လဲအပူဟတ်တယ်အဲ့ဒီတော့တတ္တဝါတစ်ခုကံတစ်ခုတတ္တဝါတိုင်းမှာ သူတို့အသည်အသည်ပြုတ်ခဲ့တဲ့ကံတွေအတိုင်းအကျိုးပေးနေကြတာအမှုမဲ့အမတ်မဲ့နဲ့မတိမတာနေနေကြလို့ပြည်စုံမှန်ဘဝမှာလည်းလူတယောက်နဲ့တယောက်တူတာမှမဟုတ်တာတချို့ကအိတ်ချိန်နေတယ်အလုတအားလုတာဒီတော့သူတို့ဖြစ်တဲ့တလောက်ဖြစ်ကြတာပေါ့တချို့ကကြတော့အဲ့ဒီလိုအားဆိုင်လောက်ရမယ်အလုတွေကိုမလုတ်ချင်ဘူးအချောင်ရမယ် အကွန်လန်းတွေကိုပဲစောင့်နေတတ်တယ်။အဲ့တော့လူမတူဘူးဆိုတာအဲ့ဒါကို ပြောတာပါပဲ။လူမတူသလိုခံယူချက်တွေလည်းမတူပြီးတော့ဇွဲရို့လုံလာရို့ပညာရို့မတူကြဘူး။ဒီမှာတင်ဘဝတွေအမျိုးမျိုးကွဲပြားသွားတာ။အဲ့ဒီတော့အသိရှိတဲ့သူဘာသာရေးစိတ်ဘာသာရေးအသိဘာသာရေးတတိရှိတဲ့သူတွေကတော့ဒီလို အပူတွေအရှုပ်တွေကြားထဲမှာ တတိတံဝေကရရပြီတော့ရုံထွက်နိုင်ဖို့စ조사ကြရတာပါပဲအပူကင်းကျင်လို့လို့ဘလောက်ပြောပြောလူသားတွေထဲမှာနေရင်တော့လူသားအပူဆိုတာတွေ့နေရမှာပဲတတဝါတိုင်းတတဝါတိုင်း30ပုံကနေမလွတ်သမျှကာလပတ်လုံးအပူဆိုတာရှိနေတာကြီးပဲစာရေးဝေရင်နေရေးအပူမဟုတ်ရင်လူမှုရေးအပူတော့ဟန့်နေကြတာကြီးပဲ အဲ့ဒီအပူတွေနဲ့အချင်းကုံမဲ့အစားကုသိုလ်နဲ့အချင်းကုံဖို့တတိရှိတဲ့သူတွေကစ조사ကြတာဒီတော့မေတ္တာပွားနိုင်အောင်စ조사တယ်ကရုဏာပွားနိုင်အောင်စ조사တယ်မုဒိတာပွားနိုင်အောင်စ조사တယ်ဥပေက္ခပွားနိုင်အောင်စ조사တယ်သူတစ်ပါးတွေကိုယ်တည်းမြင့်သည်ဖြစ်စေနိုင်သည်ဖြစ်စေအဲ့ဒီအရာတွေကိုအပူမဟတ်စေဘဲနဲ့ ကိုကိုရင်းအေးချမ်းမှုရအောင်အရင်စ조사ပြီးတော့မှကိုနိုင်တဲ့အလုပ်တွေလုပ်ပေးကြတယ်ကိုကိုတိုင်းမအေးတဲ့သူဟာသူတစ်ပါးကိုအေးအောင်လုပ်မပေးနိုင်ဘူးကိုကိုတိုင်းအသိပညာမကျွယ်ဝတဲ့သူကလည်းသူတစ်ပါးကိုဘဟုတုတအသိပညာမပေးနိုင်ဘူးကိုကိုတိုင်းမရင်ကျက်တဲ့သူကသူတစ်ပါးကိုရင်ကျက်အောင်မစွမ်းဆောင်နိုင်ဘူးအဲ့ဒီတော့ပထမဦးဆုံးအရေးကြီးတာကတော့ ဘုရားရှင်ကိုရောမြတ်ရှောက်လန်းသွားတဲ့အတိုင်းပဲကိုကိုတိုင်းလွတ်မြောက်အောင် အရင်ကြိုးစားတယ်။ကိုကိုတိုင်းအေးချမ်းအောင်အရင်ကြိုးစားတယ်။ကိုကိုတိုင်းဉာဏ်ထူးဉာဏ်မြတ်တွေရအောင်အရင်ကြိုးစားတယ်။ကြိုးစားကြည့်တော့မှတတဝါတွေကိုလမ်းပြတဲ့အခါကျတော့လမ်းမှန်တွေပြနိုင်တယ်။ကိုမှလှုပ်ရှားကိစ္စပြီးပြည့်စုံသွားတဲ့အခါကျတော့မှ သူတစ်ပါးကိုကယ်တာအဲဒီတော့ နိုင်တာလုပ်ကြပါ အပူမဟအောင်နေတတ်အောင်ကြိုးစားပါ လူတိုင်းဟာကုသိုလ်စိတ်ရှိတဲ့သူမှသမျှကုခြင်းကုခြင်းကြရတယ်ကဲခြင်းကြရတယ်အဲ့လိုကုရင်ကဲရင်နဲ့ပဲနှစ်သွာတတ်တဲ့သဘောလေးတွေလည်းရှိတတ်ကြတယ်အဲ့ဒါကိုကိုတိုင်းမလွတ်မြောက်သေးလို့ကိုကိုတိုင်းမအေးချမ်းသေးလို့ကိုကိုတိုင်းညံဒူးညံမြတ်တွေမရသေးလို့လောကကိုကောင်းကောင်းနားလည်သွားတဲ့တနေ့ ကိုယ်တန်တာမှာရှိတဲ့သီလအနှစ်၊သမာဓိအနှစ်၊ပညာအနှစ်တွေရှိတဲ့နေမှာလောကကောင်းကျိုးကို ကောင်းကောင်းဆောင်ရွက်နိုင်ပါလိမ့်မယ်။ဒါကြောင့်မြေဇူတရား၄ပါးကျင့်တဲ့သူတွေပေါ်များပါစေ။သီလသမာဓိပညာအနှစ်တွေပြည့်အောင်ကြိုးစားတဲ့သူတွေပေါ်များပါစေလို့ပဲဆန္ဒပြုပါရစေ။အားလုံးအေးချမ်းကြပါစေ။